အားလုံးပဲမင်္ဂလာပါဘာချန်မင်းတွေကတပည့်ဆရာမထောင်းပါဝေပေါ်တန်ရိုင်းမှာဖြစ်ပါတယ်ခုနှစ်သားသမီးအတွက်ထူးထူးခြားခြားအကျိုးစီးပွားဖြစ်ထွန်းစေတဲ့လက်ရှင်စေတဲ့လက်လာပါပေါ်ပြီးတော့တနာတိတ်တိအဆောင်အိတ်ပြုလုပ်မှုကိုပြပြပေးမှာဖြစ်ပါတယ်ပထမဦးဆုံးပိုသားတို့မဟုတ်ဂရီဘာသားနဲ့ပြုလုပ်ထားတဲ့အိတ် တခုလိုပါတယ်ပြီးရင်ဒီထဲကိုမှတားလိုက်တော့အသေးတလုံးထည့်ရမှာဖြစ်ပါတယ်ကြောက်စလက်ကအသေးကိုတော့ဒီထဲကိုထည့်ရမှာဖြစ်ပါတယ်ကွားစုံပါတဲ့တင်းမြစ်စုံတခုထည့်ရမှာဖြစ်ပါတယ်ရွှေတင်းကားပန်းရဲ့ပွင့်ဖက်တွေထည့်ရမှာဖြစ်ပါတယ်ပြီးရင်ပန်းသီးရဲ့တစ်စိအစိကိုးစိထည့်ရမှာဖြစ်ပါတယ်လာရောင်လာပင်းည7နာရီမှာလာရောင်ပြသေးရမှာဖြစ်ပါတယ်လာရောင်ပြတဲ့အချိန်မှာညှို့ဆိုရမယ်စကားကတော့ပုံမှန်ဒီမှာရှိသမျှ ပစ္စည်းဥစ္စာတွေငှရှိလာကြစေ။ရသမျှစီးစိမ်ဥစ္စာတွေလုံခြုံအေးချမ်းစေ။စိန်လန်းဆိုပြတဲ့ငွေတွေငှရှိလာကြစေဆိုတဲ့စကားကိုအ ਨੇ ဆုံးတစ်နာရီဖြစ်အောင်ပြောရမှာဖြစ်ပါတယ်။ရွတ်ဆိုရမှာဖြစ်ပါတယ်။ဒီလိုပြုလုပ်ပြီးပြီဆိုရနဲ့လက်လာပါပေါ်စီရဲ့ဓနာသိတိအဆောင်အိတ်ကိုမိမိတို့ရဲ့လက်ဝဲရည်တနာငွေကြေးထားတဲ့နေရာမှာထားရှိမယ်ဆိုရင်လက်လာပါနဲ့ပတ်သက်တာတွေ တိုးပွားလာစေမယ်။အဥ္စပစ္စည်းနဲ့ပတ်သက်တဲ့အရေးထူးထူးခြားခြားအကျိုးစီးပွားဖြစ်တွန်းစေမှာဖြစ်ပါတယ်။ဒနာသိတိလက်ပေါ်စေတဲ့အဆောင်အဦကိုလာပြီးညညထဲမှာလောက်အောင်ခံပြီးတော့ခုနထိုနည်းတူစွာပြောခဲ့တဲ့ရုပ်စုံနည်းကိုတနာရင်ပြည့်အောင်ပြောမယ်ဆိုရင်တော့ဒနာသိတိလက်လာပါတွေနဲ့ပတ်သက်တဲ့အဥ္စပစ္စည်းတွေခုနသားမျိုးတွေပေါ်များစေမှာဖြစ်ပါတယ်။ရောင်များစီးစိန်တွေအားလုံးလုံခြုံအေးချမ်းစေမှာဖြစ်ပါတယ်။2025မှာခொနေရဲ့တာသမီများအားလုံးလူရင်းဆန္ဒတွေတလုံးတော့ရတဲ့ပြည်စုံနိုင်ကြပါစေ။